အာရှတိုးတက်မှုနိုင်ငံရေးစီးပွားရေးနှင့်အားကစားမှာကြီးမားသောအောင်ပွဲများ2025မလ26 He Entertainment မိသားစုဝင်တို့ရေကြောက်ချက်သတင်းတွေနာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့အကြောင်းတွေနဲ့တူအခုဆိုတင့်ကြွတ်မဖြစ်မနေပြရမယ့်အာရှနဲ့ကမ္ဘာနှံ့ကဖြစ်ပျက်တွေ့ပြီးလာပြီအာရှပစိဖိတ်ဒေသကအမျိုးသမီးလွတ်တော်မတ်တွေနဲ့ဝန်ထမ်းတွေဟာ ်အွန်လိုင်းမှာအမုန်းစကားတွေအလုတ်ခွင်မှာချင်းချောက်မှုတွေကိုရင်ဆိုင်နေရတယ်ဆိုတဲ့အချက်လက်အစ်တစ်ခုဖတ်ရှိလာခဲ့ပါတယ်။ဒါကို Metropolitan Union Review ကထုတ်ပြန်ခဲ့တာဖြစ်ပြီးဒီပြဿနာကလက်ရှိစွာအမြင့်တွေနေတယ်ဆိုတာကိုဖော်ထုတ်လိုက်တာပါ။တယောက်ကထွေးတင်ထားတာကအမျိုးသမီးတွေကိုအဆက်မပြတ်တိုက်ခိုက်နေရင်သူတို့ဘလို့ကောင်းဆောင်မှာလဲဒီအစီရင်ခံစာက တကယ်အပြောင်းအလဲကိုဖြစ်စေနိုင်တယ်လို့ပြောလင်းရပါတယ် ဝိတ္တရဲ့အဆိုအရကမ္ဘာစီးပွားရေးဟာ2025မှာ3.2026မှာ3.3ညပဲတိုးတက်မယ်လို့ခန့်မှန်းထားပါတယ်ဒါပေမဲ့အာရှကအားကောင်းနေပြီအစီရင်ခံစားအရအာရှဟာဒီနှစ်မှာ4.5တိုးတက်မယ်စွမ်းအင်တင်ပညာနဲ့အကြီးစားအခြေခံအဆောက်အုံတွေကအာရှကိုဖိတ်ဆုံးရောက်အောင်တွန်းပို့နေပါတယ်ဒါကြောင့်ကမ္ဘာကဖြစ်စည်းနေချိန်မှာအာရှကအောက်ပွဲခံနေတယ် ကမ္ဘာဖလားရွေးချယ်ပွဲတွေမှာအံ့အားသင့်စရာတွေဖြစ်နေပြီးအီနိုရိုနီးရှားကဘာရိန်းကိုတတူးများနဲ့အနိုင်ရခဲ့ပြီးပြည်သက်တွေအယူးမှုဖြစ်နေကြတယ်ကမ္ဘာဖလားစီကူတလန်းလီလာပြီးခွာဩစတြေးလျကတရုတ်ကိုနှစ်တူးများနဲ့အနိုင်ရခဲ့တယ်ဒီအနိုင်နဲ့ဆို2026ကမ္ဘာဖလားအတွက်အလိုလျောက်ဝင်ရောက်ခွင့်ရဖို့ရည်စက်နေပြီးဘတ်စကတ်ဘောဝါဒနာရှင်တွေအတွက်စင်ကာပူမှာ Fiber Asia Cup စတင်ခဲ့ပြီး မလ26အိန္ဒိယမျိုးသားအင်းပါဝင်နေပြီးသူတို့ကိုအံ့အားသင့်စရာဖြစ်စောင့်ကြည့်နေကြတယ်။သူတို့အနိုင်ရနိုင်မလား။ဒီနေ့တော့တင့်အတွက်လုံးဝမလွတ်တင့်တဲ့ကျဲခွင့်သတင်းတွေနဲ့ပြည့်နေနေမှာတော့အဖအိုင်ဒေါ်တွေကနေအနောက်တိုင်းဂီတပီမလူကြီးအခုပဲဖြစ်ပျက်နေတာလို့ပေါ်ပြပေးမှာမို့အဆုံးထိကြည့်လိုက်ပါတော့နောက်ဆုံးမှာတင့်အတွက်စိတ်လှုပ်ရှားစရာမေးခွန်းလေးတစ်ခုပါလာမယ်။ ဘွားကိမလီစာအော့စကာမှာသမိုင်းဝင်ဖြုတ်ပြမှုပထမဆုံးအနေနဲ့ဘွားကိကကဘာကျော်ဖော့ဖ်ရင်မလေးလီစာရဲ့သတင်းနဲ့စတင်တော့သူမဟာအော့စကာဆုပေးပွဲမှာတိုက်ရိုက်ဖြုတ်ပြတဲ့ပထမဆုံးအော်အမှုပညာရှင်ဖြစ်သမိုင်းဝင်ခဲ့ပါတယ်ပရိသတ်တွေကအူမီကလီစာကတကယ်လှုပ်လိုက်ပြီးဆိုပြီးဆိုရှယ်မီဒီယာတွေမှာအံ့အားသင့်သွားကြတယ်အနောက်ရောင်စတိုင်ကြတဲ့ဝတ်စုံနဲ့လီစာဟာအနီကိုစင်လမ်းမှာလက်လျှောက်တင်မှုကပဲပိုင်ဆိုင်သွားခဲ့တာပါ တကယ်ကိုဘယင်းမဆန်ဆန်ပါပဲနော်လေဒီဂါဂါရဲ့ပြန်လဲရောက်ရှိလာမှုဘယ်သူပြန်လာတာလဲဆိုတာသိကြလားလေဒီဂါဂါပါသူမရဲ့အသစ်ထွက်ရှိလာတဲ့မယ်ရင်အယ်ဇန်ဟာကဘာတဝမ်းကပြိသက်တွေကိုအံ့အားသင့်စေနေပါတယ်ပြိသက်တယောက်ကမွန်စတာမိခင်ပြန်ရောက်လာပြီလို့ပြောထားတယ်ဂါဂါရဲ့ပြန်လဲရောက်ရှိမှုကတကယ်ပါပဲသူမကဖာပီတာကိုထပ်မံပြောင်းလဲသွားစေမယ်သူပါ လီလာဆုစုပေါင်းဆောင်အောင်မှုကျွန်တော်တို့ရဲ့ဖောက်ဖဘယင်းမကြီးလီလာဆုဟာမကြသေးခင်ကဂီတဆုပေးပွဲမှာစုကိုထူးနဲ့ကြီးကြီးမားမားအောင်ပွဲခံခဲ့ပါတယ်။ပရိသတ်တွေကဝမ်းသာလို့မဆုံးနိုင်ကြဘူးကျွန်တော်တို့လည်းပါပါတယ်။သူမကအစိုးရတယောက်တင်မကားတော့ဘူးတစ်ခုလုံးကိုဖြစ်တစ်ခုဖြစ်သွားစေတယ်သူတယောက်ကထွေးလုထားတယ်ပညာထဲမှာစုကိုပြရတာကတကယ်ကိုသမိုင်းဝင်အောင်မှုပါပဲ။ Stray Kids မှာ Phyllis Paris Fashion Week မှာစံပြနောက်ထပ်သတင်းက Stray Kids က Phyllis ပါသူဟာ Paris Fashion Week မှာနမည်ကြီးအဖြစ်ပြိသက်တွေကိုအားအသင့်စေခဲ့တယ်သူ့ရဲ့လမ်းလျှောက်ဟန်ကတကယ်ကိုအရန်ကျက်တည်ရှိပါတယ်ပြိသက်တွေကသူ့ကို Fashion မင်းသားလို့ခေါ်ကြတယ်ကျွန်တော်တို့လည်းသဘောတူပါတယ်ရှုပ်ရဲ့တခြင်းအစ်စ်နဲ့တကူရောဖြုတ်ပြီးပွဲစတင်ပြီးတော့ရှုပ်ကိုလည်းမိထားလို့မရဘူးနော် သူကအမေရိကန်သောအနုပညာရှင်တဦးနဲ့ပူးပေါင်းပြီးတချင်းအစ်စ်ထွက်ရှိခဲ့တယ်ပြီးတော့အရန်ကောင်းတယ်။ဒါရင်မကသေးပဲ Hope on the Stage ဆိုတဲ့သူ့ရဲ့ပထမဆုံးတဘိုးတော်ဖြုတ်ပြပွဲတွေကိုလည်းစတင်ခဲ့ပါပြီ။ပရိသတ်တွေကတချင်းဖြစ်ဖြစ်ဖြုတ်ပြမှုဖြစ်ဖြစ်ချုပ်ကအမြဲတမ်းအရန်ကောင်းတယ်လို့ပြောကြတယ်။အားလုံးချုပ်အတွက်အားပေးကြရအောင်။ကဲပရိသတ်တို့ရေဒီသတင်းတွေထဲမှာဘသူအကြောင်းကတင့်ကိုအစွမ်းကုန်စိတ်လှုပ်ရှားစေခဲ့လဲ လီဆာရဲ့အော်စကာမှာပထမဆုံးချုပ်ပြမှုလားတီလာရဲ့စုအောင်မြင်မှုတွေလားဒါမှမဟုတ်ချုပ်ပြရဲ့တကူတော်ပြန်လည်ရောက်ရှိမှုလားနိုင်ငံရေးအရှုပ်တော်ဘုံလားအာရှစီးပွားရေးရဲ့ထုံးကြောင်မှုလားဒါမှမဟုတ်တင်ကြိုက်နှစ်သက်တဲ့ဘောလုံးအသင်းအတွက်အားပေးနေတာလားသမလီမှာပြောပြခဲ့ကြပါ like share နဲ့ subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်နောက်တစ်ချိန်မှာထပ်တွေ့ကြမယ် အာရှတူးတက်မှုကိုကဘာကစောင့်ကြည့်နေရဆိုတာသတိရလိုက်ပါ။